မင်္ဂလာညနေခင်းပါရှင်မေလ15ရက်နေ့ညနေ၄နာရီညနေခင်းသတင်းလေးကိုစတင်မိတိုင်းရထုံးနဲ့တင်ဆက်ပေးသွားပါတော့မယ်ဒီကနေ့ညနေခင်းသတင်းတွေမှာတော့မေလ14ရက်ကနေစပြီးမေလ20ရက်အတွင်း တိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာသွန်းနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလထုတ်ပြန်ခဲ့တဲ့သတင်း။လာရှုမြို့မှာ2025-2026ပညာသင်နှစ်အတွက်ကျောင်းသားကျောင်းသူတွေအဆင်ပြေစွာပညာသင်ကြားနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတဲ့သတင်း။ Cut အလုပ်သမားများပါတီ PKK ကပါတီဖြတ်သိမ်းပြီးတူရကီကိုလက်နက်ကင်တော်လန်တာကိုအဆုံးသတ်ခဲ့တဲ့တဲ့နဲ့စာချုပ်တဲ့အတွက်သဘောတူညီမှုမရသေးဘူးလို့ဟန်စီဖလစ်ပြောကြားခဲ့တဲ့တဲ့အဆရှိတဲ့တဲ့နဲ့ပါဝင်ပါတယ်။ ။ဦးဆောင်သတင်းတပုတ်အနေနဲ့မေလ14ရက်ကနေစပြီးမေလ20ရက်အတွင်းတိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာသွန်းနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မေလ14ရက်နေ့ကနေစပြီးမေလ20ရက်အတွင်းတိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာသွန်းနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရမိုးကြီးမဲ့သတိပေးချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေရုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တုံလင်းဆက်လက်ဝင်ရောက်လာတာကြောင့်၎င်းအပူပြန်တက်တိမ်တွေဖြစ်ထုံးမှုအားကောင်းလာကြောင့်၎င်းမေ14ရက်ကနေ18ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားကရင်ချင်းမော်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါဗျာ။ အလားတူမေ18ရက်ကနေ20ရက်အတွင်းမှာလည်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်နယ်ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားနဲ့ပဲခူးတိုင်းတနင်္သာရီတိုင်းကယားကရင်နဲ့မော်ပြည်နယ်တို့မှာ နေရာကျဲကျဲမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ဒီအတွက်မိုးသင်းထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးမဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနည်းမှနေထိုင်ကြတဲ့တွေအနေနဲ့မြေပြိုမှုအနေနဲ့ မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်းနဲ့လေချောင်းပြန်တမ်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်မှုမိုးစလကအသေးပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။လာရှိုးမြို့မှာ2025-2026ပညာသင်နှစ်အတွက်ကျောင်းသားကျောင်းသူတွေအဆင်ပြေစွာပညာသင်ကြားနိုင်ဖို့ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေလှုပ်ဆောင်နေရတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာ2025-2026ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူတွေအဆင်ပြေစွာပညာသင်ကြားနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေရလို့သိရပါတယ်ကျောင်းအပ်နယ်ရေးသတင်းပတ်ဆိုင်းဘုတ်တင်ပွဲတွေကိုမေလ15ရက်နေ့မနက်ပိုင်းကလာရှုမြို့မှာပြုလုပ်ခဲ့ပါတယ်။ကျောင်းနေအရွယ်ကလေးအလုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နံကြပါစုဆိုတဲ့ကျောင်းအပ်နယ်ရေးသတင်းပတ်ဆိုင်းဘုတ်ကိုလာရှုမြို့ဘူရာလန်းပေါ်မှာရှိတဲ့ပြည်내ပညာရေးမှူးရုံးခွင်လမ်းမတော်လန်းမြို့တော်ခမ်းမရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်မှစိုက်ထူခဲ့တယ်လို့သိရပါတယ်။လာရှုံမြို့မှာအထက်တန်းအဆင့်၁၁ကျောင်း၊အလယ်တန်းအဆင့်ကျောင်း20၊မူလာတန်းအဆင့်3ကျောင်း၊စုစုပေါင်းအခြေခံပညာကျောင်းပေါင်း33ကျောင်းဖွင့်လှစ်တော်မှာဖြစ်ပြီးကိုပိုင်ကျောင်းအများစုလည်းပြန်လည်ဖွင့်လှစ်တော်မယ်လို့သိရပါတယ်။ကျောင်းဖွင့်ရာသီအသက်မှာကျောင်းသားကျောင်းသူတွေအဆင်ပြေစွာပညာသင်ကြားနိုင်ရတဲ့အတွက်အခြေခံပညာကျောင်းတွေမှာလည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့သိရပါဗျ။ Cut အလုပ်သမားများပါတီ PKK ကပါတီဖြတ်သိမ်းပြီး တူရကီကိုလက်နက်ကင်တော်လန်တာကို အဆုံးသတ်ခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ Cut အလုတ်သမားများပါတီ PKK ကိုဖျက်သိမ်းလိုက်ပြီးတူရကီနိုင်ငံကိုနှစ်ပေါင်း40ကျော်လက်နက်ကင်တိုက်ခိုက်နေတာကိုအဆုံးသတ်လိုက်ပြီးလို့မေ12ရက်မှာကြေညာခဲ့ကြောင်း Cut လိုလာတဲ့ ANF သတင်းဌာနကဖော်ပြခဲ့ပါတယ်။စနစ်တိုင်းမြောက် PKK ပါတီကွန်ဂရက်က PKK ရဲ့အဖွဲ့အစည်းဆိုင်ရာတိစောက်ပုံကိုဖျက်သိမ်းပြီးပါတီရဲ့လက်နက်ကိုင်လှုပ်ရှားမှုနိလန့်ကိုအဆုံးသတ်ပြီးလို့ဆုံးဖြတ်ခဲ့ပါတယ်လို့ PKK ကလွန်ခဲ့တဲ့သတင်းပတ်မှာပါတီညီလာခံကျင်းပခဲ့ပြီးတဲ့နောက်ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။1996ခုနှစ်ခရဲကအစ္စတန်ဘူအလွန်ကျွန်းတကျုံးမှာထောင်ချခံထားရတဲ့ PKK ပါတီခေါင်းဆောင်အဗ်ဒူလာအိုကာလန်ရဲ့တောင်းဆိုချက်အတိုင်းပါတီကိုဖျက်သိမ်းတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြခဲ့တဲ့တိုက်ခိုက်ရေးသမားတွေလက်နက်စော်မီပါတီကိုဖျက်သိမ်းဖို့အဗ်ဒူလာအိုကာလန်ကဖေဖော်ဝါရီမှာတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကိုအပြည့်သက်ချမှတ်ဖို့ PKK ပါတီကညီလာခံကျင်းပဖို့အိုကာလန်ကပေးစာထဲမှာတိုက်တွန်းခဲ့ပါတယ်။ပါတီကောင်းဆောင်ပိုင်းက၎င်းရဲ့တိုက်တွန်းမှုကိုလက်ခံခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့စာချုပ်တဲ့အတွက်သဘောတူညီမှုမရသေးဘူးလို့ဟန်စီဖလစ်ပြောကြားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ ဘာစီလိုနာနီးပြဟက်ဆီဖလစ်ကအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက်သဘောတူညီမှုမရသေးကြောင်းပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းနဲ့ချုပ်ဆိုထားတဲ့ဟန်စီဖလစ်ရဲ့လက်ရှိစာချုပ်ဟာတနှစ်သာကျန်ရှိပါတော့တယ်။ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာဟန်စီဖလစ်ရဲ့စွမ်းဆောင်မှုတွေကိုသဘောကျနေပြီးသူ့ကို2028ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းစပိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ဒီသတင်းတွေဟာမဟုတ်မှန်ကြောင်းနဲ့ ဘာစီလိုနာနဲ့စာချုပ်တဲ့ချုပ်ဆိုဖို့သဘောတူညီမှုမရသေးကြောင်းဟန်စီဖလစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဟန်စီဖလစ်ကကျွန်တော်စာချုပ်ကတက်တန်းတစ်နှစ်ကြန့်ရှိနေသေးတာပါ။အဲ့ဒီအတွက်ကျွန်တော်မလောပါဘူး။ဒီအသိမှကျွန်တော်ပြောနေပါတယ်။ဒါပေမဲ့အရင်ကပြောခဲ့သလိုပဲဘာသဘောတူညီမှုမှမရသေးပါဘူး။ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါပါလို့ပြောကြားခဲ့ပါတယ်။မေလ15ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ထပ်မံမီည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူဝဲတင်ရှင်ပါတယ်ရှင်။